အပြစ်အခတ်ရစက်ရေးရရှိထားတော်လဲဂါဇာ၌လူနေမှုဘဝချိုးတန်နေစေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Israel Hamas အပြစ်အခတ်ရစဲရေးသဘောတူညီမှုပထမအဆင့်နှစ်ပတ်ထဲသို့ဝင်လာပြီးဖြစ်ရာဂါဇာမြောက်ပိုင်းမှာအခြေခံထောက်ပံ့ရေးပစ္စည်းများအတော်လေးပြတ်လန့်နေဆဲဖြစ်ပြီး နောက်ဆုံးကြန့်ရှိတဲ့မုတ်ဖုတ်ဆိုင်ဆိုရင်ဘောင်းဝင်ပစ္စည်းလောင်စာကရိယာရှားပါးမှုများကြောင့်လက်ပတ်ဖို့ခက်ခဲနေပါထဲ့ အစ္စရေးကဂါဇာသို့လူသားချင်းစာနာထောက်ပံ့မှုများဝင်ခွင့်ပေးလို့ရပေမဲ့တိတ်ပြီးတိုးတက်မှုမရှိဘူးလို့ WHO ကဆိုပါထိတ်ဂါဇာမြောက်ပိုင်းကမုတ်ဖုတ်ဆိုင်ဆိုရှင်လက်ဆက်တဲ့ပအမုတ်တွေဆက်လက်ထုတ်ဝေနေပြီး မနက်6နာရီကနေည7နာရီထိလက်ပတ်နေတာထောင်းလူတထောင်ခန့်အတွက်သာလုံလောက်စွာထုတ်လုပ်ပေးနိုင်ပါထိတ် ပေါမုံဈေးနှုန်းကစစ်ပွဲမတိုင်ခင်ကအထက်ချုပ်ဆာနေပါမြင့်တက်သွားပြီလို့ဆိုင်းပိုင်ရှင်ကပြောပါထိဈေးတန်နေပင်မဲ့လေကိုပါသာပေါမုံဖုတ်စားတာထက်ဝယ်ယူစားတော့ခြင်းကသာပို့ဖြစ်နိုင်ပါထိမုံဖုံဆိုင်တွေအားလုံးပြန်ဖွင့်မှဂါစာမှာဒါမန်ဘွားတွေပြန်ရစေနိုင်လိမ့်မယ်လို့ဒေတာခန်မူအမတ်အရှမ်မတ်ကပြောပါထိ အစ္စရေးတို့ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ဂါဇာရှိလုပ်ငန်းနေရအများစုထိခိုက်ပျက်စီးထားရပါတယ်အတော်လေးခက်ခဲနေတဲ့အခြေအနေကြောင့်နေလက်ပတ်နေရာချောင်းအရာအလုံးပြည့်ဝနေတဲ့ခြားကရှေ့ဆက်နေရာချောင်းမိုးပုံဆိုင်ပိုင်ရှင်ကပြောတော့ပါသေးလို့သိရပါသေးရှင်